တမန်တော်ရှင်မပြည့်တမန်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လွန်ဝေပါ21ရက်10လ2025ရက်နေ့သတင်းတွေကိုတည်ဆက်ပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘက်မှာမူနေနေရွာနေတန်လေးနည်းနည်းလေးတော့နားထောင်ပြပေါ့နော်အပ္ပမအောင်တို့ဘုတ်နေတာတမန်တော်ကာကွယ်ဦးစည်းချုပ်တို့မာအသည်စီသူတာဗိုလ်ချုပ်မူကြီးမြောင်းလိုင်း58ကြိမ်မြောက်ဒါအာဆီယံထိပ်သီးစည်းဝေးကိုတက်ရောက်မဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့တင်ဆက်ချင်ပါတယ်အဲ့တော့မလေးရှားနိုင်ငံမှာဒါလာမဲ့အော်တိုဘာလ26ရက်28ရက်ဒါနေ့ရက်ဇက်တိုက်ကျင်းပမဲ့ဒါ အာဆီယံထိပ်သီးဟို48ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးကိုဟိုဒါတမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမြောက်လိုင်းတက်ရောက်မှာဖြစ်ပါတယ်နော်တက်ရောက်မယ်လို့လည်းသိရတယ်ဒါမလေးရှားသတင်းမီဒီယာတွေမှာတော့တော်တော်များများကတော့ဒါတမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမြောက်လိုင်းတက်ရောက်မယ်ဆိုပြီးတော့ရေးသားဖော်ပြနေကြတာတွေ့တယ်နော်တဟိုတမတက်ကတော့သူ့ပေါ်မှာပဲမူတည်တယ်ဒါပေမဲ့သူလည်းတက်မှာဖြစ်တဲ့အတွက်တက်ဖို့ကရာဂိုင်နှုံးများသွားပြီ95ရာဂိုင်နှုံးတော့တက်ဖြစ်ဖို့များတယ်အဲ့တော့ဒီ48ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးကိုတက်ရောက်လာခြင်းအားဖြင့်ကျွန်တော်နိုင်ငံအတွက်အကျိုးမြတ်တွေပါလေရနိုင်မလဲ အများကြီးပဲရမှာဖြစ်ပါတယ်နော်အရာအများကြီးပဲရမှာအဲ့တော့အများကြီးပဲရမှာဆိုဘာလို့ကျွန်တော်အဲ့လိုအများကြီးရမလဲလို့ကျွန်တော်ပြောရလဲဆိုလို့ရှိရင်လက်ရှိဒီ48ကြိမ်မြောက်ဒါအာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်မဲ့နိုင်ငံခေါင်းဆောင်တွေထဲမှာအနောက်နိုင်ငံအုပ်စုဖြစ်တဲ့ဒါအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပါဝင်လာမယ်လို့ကျွန်တော်တို့သိရတယ်နော်အဲ့တော့ဒေါ်နယ်ထရန့်ပါလာခြင်းအားဖြင့်ကျွန်တော်ဘာတွေအကျိုးမြတ်ရမလဲဒါဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့ဒါအမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့တွေ့ဆုံမှုရှိလိမ့်မယ်အဲ့တော့ရှိခဲ့ရင်ဒါဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အနေနဲ့ဘာတွေပြောမလဲ အဖြေကရှင်းရှင်းလေးလက်ရှိသူတို့နိုင်ငံမှာရောက်နေတဲ့ဒီအမေရိကန်နိုင်ငံမှာဟိုအမေရိကန်နိုင်ငံကိုရောက်နေတဲ့နော်ပြည်ပြေဝေယံပြေခွက်ခေါက်မီဒီယာအုပ်စုနဲ့ပြည်ပြေခွက်ခေါက်တောင်းသားဝေယံပြေမုတ်ဆိုးမနဲ့ဟွာနဲ့လိုးပြီးငွေးထားတဲ့ကောင်တွေရဲ့အကြောင်းတွေကိုဒါတမတော်ကာကွယ်ဦးစီးချုပ်အနေနဲ့ဒေါက်တာဒေါ်နာဆောင်ကိုရှင်းပြမယ်ဒါကျွန်တော်မြန်မာနိုင်ငံမှာဒီလိုပြည်ဖြတ်တွေကဒီနိုင်ငံမှာရောက်နေတယ်ဒီလိုအခြေအနေရှိတယ်ဆိုတာသူရှင်းပြလိုက်တဲ့ချက်ပဲပြီးပြီအဲ့တော့တစ်ချက်ကုန်တစ်ချက်ပြပုံစံမျိုးနဲ့ ဒီအာဆီယံဟို48ကြိမ်မြောက်အာဆီယံဇီဝေးကိုဒါတမတော်ကာကွယ်ဦးစီးချုပ်တို့မှအသေးစသူဗိုလ်ချုပ်မှူးကြီးမရောက်နိုင်နေနဲ့တက်ရောက်ပါလိမ့်မယ်ပြီးတော့အဲ့နိုင်ဒီ48ကြိမ်မြောက်ကိုတက်ရောက်မဲ့နိုင်ငံတွေလည်းအများကြီးပါပါတယ်အများကြီးပါတယ်အဲ့တော့လက်ရှိကျွန်တော်မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေစစ်မီးအမြန်ငြိမ်းမှုအချိန်တန်တော့မယ်လို့ခံမှန်းမိပါတယ်နော်ဒီ48ကြိမ်မြောက်အာဆီယံထိပ်သီးဇီဝေးကိုတက်ရောက်ခြင်းအားဖြင့်ကျွန်တော်မြန်မာနိုင်ငံကြီးကျန်းမာရေးပြန်လည်ကောင်းမွန်တော့မယ်ကျန်းမာရေးပြန်လည်ကောင်းတော့မယ်ပေါ့နော်အဲ့တော့အေးအေးချမ်းချမ်းနဲ့ ်နော်မိဘဒီသူတွေအေးအေးချမ်းချမ်းစိတ်ချမ်းသာစွာနဲ့နေရတော့မယ်အဲ့တော့အမေရိကန်ဒေါ်နယ်ထရန့်နဲ့ဒါတချုပ်ကြီးနဲ့တွေ့လို့ရှင်တော့သိကြတယ်နော်ပြည်ပြေဝေယံကြီးခွက်ခောက်တောင်းစားမုတ်ဆိုးမနဲ့ဟွာနဲ့ညားပြီးမွေးထားတဲ့ကောင်တွေကတော့ပြေးကြံပြီးမရှိတော့ဘူးပြေးကြံပြီးမရှိတော့ဘူးအဲ့တော့ဒီကောင်တွေမှာဆူတောင်းအောင်မှာတစ်ခုပဲရှိတယ်တစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှင်ဒီ48ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာဒေါ်နယ်ထရန့်မတက်ပါသေးနဲ့လို့ဒီကောင်တွေသူတို့အိမ်မှာရှိတဲ့ဖျားစင်ဖျားစင်နဲ့ရှိမှာမဟုတ်ပါဘူးဗျာဒီကောင်တွေက ဗုဒ္ဓဘာသာရင်မမဟုတ်တာပြည်ပြေကိုရမ်းပြေးစောက်အိတ်စောက်တော်သားတွေနော်ပြည်ပြေကိုရမ်းပြေးတွေနော်ပြီးရအညာသားတွေနော်ဒီကောင်တွေကဗုဒ္ဓဘာသာမှမဟုတ်တော့တာဒီကောင်တွေမှာဘာသာရေးလည်းမရှိတော့ဘူးနော်ဒီကောင်တွေမှာဘာသာရေးလည်းမရှိတော့ဘူးခင်ဗျာဖျားထာပနာတော်ဖောက်တယ်ဆိုကြတဲ့ကဒီကောင်တွေကဗုဒ္ဓဘာသာမဟုတ်တော့ဘူးအဲ့တော့ဒီကောင်တွေကိုးကွယ်နေတဲ့နော်ကိုးကွယ်နေတဲ့ဘာသာတစ်ခုရှိတယ်ဒီကောင်တွေယုံကြည်ကိုးကွယ်နေတဲ့ဘာသာတစ်ခုရှိတယ်ကျွန်တော်အဲ့ဒါတော့မပြောတော့ဘူးဘာသာရေးလည်းပါမှာစိုးလို့ဗျာနော် တော့အဲ့ဒါကိုပဲဆူတောင်းပြီးတော့ကျတော့ဒေါ်နာထွန်းကြီးဒီ48ကျင်းမြောက်အာဆီယံစည်းဝေးကိုမတက်ရောက်ပါသေးနဲ့လို့ဒီကောင်နေဆူတောင်းနေကြဆူတောင်းနေကြမတက်ရောက်ဖို့လေဆန္ဒပြကြနော်အေးတကယ်လို့တက်လာပြီဆိုရင်တော့မင်းတို့တော့ခွေးဖြစ်ပြီမင်းတို့တော့ခွေးဖြစ်ပြီမြင်အောင်သေးတယ်မြင်အောင်သေးတယ်အချုပ်အနေနဲ့ပြန်ပြောရလို့ရှိရင်ဒါအော်တိုဘာလ26ရက်နဲ့28ရက်နေ့မှာဒါကျင်းပမယ့်မလေးရှားနိုင်ငံမှာဒါကျင်းပမယ့်48ကျင်းမြောက်အာဆီယံစည်းဝေး အာဆီယံထိပ်သီးအစည်းအဝေးကိုဒါတမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းတက်ရောက်မယ်ဆိုတဲ့အကြောင်းကိုဒီနေရာကနေပြီးတော့သတင်းစကားလက်ဆောင်ပါလိုက်ပါတယ်နောက်တစ်ချက်ကတော့ဒါရန်ကုန်မှာဖြစ်ခဲ့တာပေါ့နော်ရန်ကုန်မှာဖြစ်ခဲ့တာအဲ့တော့ဖြစ်တဲ့ဖြစ်စဉ်ကတော့ကျောင်းဗီဒီယိုဖိုင်လေးနဲ့ပြမယ်ဒါလက်ရှိဆိုရှယ်မီဒီယာပေါ်မှာလည်းဒါတော်တော်ကြီးကိုပြန့်နေနေတယ်ပြန့်နေနေတယ်တော့ဒါကခုကျွန်တော်ဗီဒီယိုဖိုင်လေးဖွင့်ပြမယ်ကျွန်တော်မြတ်ပြည်သူတွေမြင်တဲ့သူတွေမြင်ပြီးလောက်ပါပြီနော်မြင်တဲ့သူတွေမြင်ပြီးလောက်ပြီဒါမှမဟုတ်ကျွန်တော် ပြောစရာလေးနေတာပုံမှန်လေးနေပြချင်လို့ဒီဗီဒီယိုဖိုင်နဲ့တကွာပြတာဖြစ်ပါတယ်အဲ့တော့နားထောင်ကြည့်ကြအောင်ဟိုမှာဒီမှာဒီမှာတော့အဲ့မှာရဲရဲတကူမှာဒီမှာဆိုင်မှာလာကွာကျွဲလာလို့ဆိုင်မှာလာကွာတကူမှာအဲ့မှာအဲ့မြတ်ပတ်ဖို့တိတ်ခါရှိတာဒီမှာခိုးရတကူမှာဒီမှာတိတ်ခါကြည့်သူ့ကိုတိတ်ခါပါအောင်ရပြတာနောက်ကျတဲ့ဈေးလေးတွေအကုန်တိအောင်လို့ဒီမှာဆောက်ဖွက်ဖို့ကြည့်တာအဲ့ဆောက်ဖွက်ဖို့တိတ်ခါကြည့်တာတကူမှာ 哈。 ့ရောနိုင်ရောတော့မရောနိုင်ငါနည်းရဲစခန်းနဲ့ခိုင်းထဲမှာတော့ကြောက်ရတယ်ကျမတို့ဆက်ပစ်စတကယ်ကလေးနဲ့ပြန်ကောင်းလို့စေဖို့နေရတာဒါမပြောနဲ့နင်တို့အိုက်ထားရတယ်မင်းကငါ့အုံတော်ထားတာရရှိဘူးငါကလည်းပစ်စခိုးရတယ်မှာပြန်လို့ကျနေတာပဲမရှိဘူးထဲလဲအေးထဲမှာပဲခေါ်ထားတယ်အခုဟုတ်ပါမှန်တယ်ငါ့ငယ်အဲ့ဒါတော့အမလက်တက်လာဆက်ဗီဒီယိုဖိုင်တော့ရှေ့နေမှာဆိုတော့စာသုံးမပြတော့ဘူးเนาะအဲ့တော့လက်ရှိကျူးလွန်နေသူရောဒါကိုရီးလေးရောကျူးလွန်နေသူရောနှုတ်နှစ်ဖက်လုံးမှာအပြစ်ရှိတယ် နှုံးနှစ်ဖက်လုံးမှာပြည့်ရှိတယ်အဲ့တော့ဖြစ်စဖြစ်ဖြစ်တဲ့ဖြစ်စဉ်ကတော့ဒါရန်ကုန်တိုင်းဒေသကြီးဒါလိုင်းတာယာမြို့နယ်ဒါဘိုးချုပ်လန်းဆိုင်မတ်186 sorry တခွန်86တခွန်88ဒါ Twitter သူအထည်နဲ့စတိုးဆိုင်မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်เนาะအဲ့တော့အဲ့ဖြစ်စဉ်မှာဆိုလို့ရှိရင်ဒါကျွန်တော်မြို့ပြည်သူတွေဗီဒီယိုဖိုင်ထဲမှာလည်းမြင်လိုက်ပြီဖြစ်ပါတယ်။အဲဆိုင်ပိုင်ရှင်ကဒါခိုးယူသူကိုဒါကိုတိလေးရောက်ကျူးလွန်နှိပ်စက်တာတွေရှိတယ်။ပြီးရင်ကလေးကိုအသက်မပြည့်သေးတဲ့ကလေးကိုကိုတိလေးရောက်ကျူးလွန်တာရှိတယ်။ အဲ့တော့ခမောင်းတခြားလေးကြည့်ကြည့်လိုက်ပါကလေးကိုတွန်းလဲတွန်းပစ်လိုက်တဲ့အခြေအနေတစ်ခုရှိခဲ့တယ်ပြီးရင်ကလေးကိုကျိုးတုပ်တယ်ဒါတွေကကျွန်တော်တို့နှောင်းရှိဖွဲ့စည်းပုံဥပဒေနဲ့ညီးတယ်ညီးတယ်တော်သူခိုးတဲ့လူကတော့ကျွန်တော်ခိုးတဲ့လူအာမပေးဘူးခိုးတဲ့သူကျွန်တော်အာမပေးဘူးနော်တခိုးတခိုးလိုမျိုးဒါကျွန်တော်တို့ဥပဒေနဲ့ညီဆောင်ရွက်အရေးယူရမယ့်အပိုင်းတွေရှိတယ်အဲ့တော့လက်ရှိဒီ Twitter သူအထယ်ဆိုင်အထယ်နဲ့စတိုးဆိုင်ရဲ့ဒါဆိုင်မရှင်ပေါ့နော်အဲ့တော့သူကသူတို့ကိုလည်းဒါပထမတော့ကျွန်တော်တို့ရဲတွေကလာဖမ်းတဲ့အချိန်မှာ ဒါခိုးယူသူနဲ့ကလေးကိုပဲဖမ်းခေါ်သွားတာတွေ့ရတယ်ဒါနောက်ပြီးမှနောက်နိုင်ဝက်တနားကြီးလောက်ကြာတဲ့အချိန်မှာဒါသူဆိုင်ပိုင်ရှင်ရောဒါအဲ့မှာပါဝင်ပါဝင်ပူပေါင်းတဲ့သူတွေရောအားလုံးကိုဒါရေစခန်းနေပြီးတော့လာခေါ်သွားတယ်လာခေါ်သွားတယ်အဲ့တော့သူတို့လည်းဒါထိရောက်သွားအေးအေးယူမှဖြစ်ပါတယ်အဲ့တော့အဲ့ဆိုင်ပိုင်ရှင်ကဘာရင်နဲ့ညှိမလဲဆိုရင်ကျွန်တော်တို့နာကျင်စေမှုနော်ပြီးလို့ရှိရင်ကိုထိလက်ရောက်ကျူးလွန်မှုနော်ကိုထိလက်ရောက်ကျူးလွန်မှုပြီးရင်ကလေးတငယ်ကိုကိုထိလက်ရောက်မြန်မာနှိပ်စက်မှုနဲ့ မြောက်သွားတယ်အဲ့တော့မြောက်သွားတဲ့အတွက်သူ့ကိုဒါကျွန်တော်တို့ဘိုင်းနဲ့ညှိလဲဆိုရင်ရာသတကြီးပုံမှန်452နဲ့ညှိပါတယ်နော်452နဲ့ညှိတယ်အဲ့တော့သူနဲ့ပတ်ဝန်းတဲ့သူတွေလည်းအကုန်လုံးညှိပါတယ်နော်အဲ့တော့သူနဲ့ပတ်ဝန်းတဲ့သူတွေကတော့ကျွန်တော်တို့ဒီကျိုးနဲ့တုတ်တာတွေရှိတယ်ပြီးလို့ချင်းဒီဗီဒီယိုဖိုင်တွေရိုက်ပြီးတော့ခွင့်ပြုချက်မရှိဘဲနဲ့ဒါဆိုရှယ်မီဒီယာပေါ်မှာတင်မှုအရာအလုံးနဲ့မြောက်ပါတယ်နော်သူတို့ကတော့ပို့ပြီးတော့ပုံမှန်ပြမှုကြီးပါသေးတယ်နော်အဲ့တော့သိကြတာတခုတော့ဆိုင်မန်ရှင်က မြတ်အနေသုံးထောင်တန်းတော့9နှစ်တော့ရှိတယ်။အဲပုံမှန်ကြီးအနေသုံးထောင်တန်းတော့9နှစ်ရှိရတော့ကျွန်တော်တို့သိရတယ်။အဲ့တော့ပုံမှန်ပုံမှန်တော်မှရသက်သက်ကြီးပုံမှန်เนาะ452ဖြစ်ပါတယ်เนาะအဲ့တော့ကိုတိလေးရောက်ကျุလမှုနာကျင်စေမှုเนาะအဲ့တော့အမှုတွေနဲ့ညှိပါတယ်။အဲ့တော့လက်ရှိ နိုင်ငံတော်ရဲ့ဒါ2008ဖွဲ့စည်းပုံအရသက်ဆိုင်ရာအစိုးရဒီကနေပြီးတော့ဒါဆိုင်းမိုင်ရှင်ကိုရောဒီပါဝင်တဲ့เนาะဒီကျိုးနဲ့တုံမှုမှာပါဝင်တဲ့သူတွေရောပြီးရင်နေပူလှမ်းတဲ့အချိန်မှာဒါ တိုင်မှာကျိုးချိပြီးတော့နေဘူးလန့်ထားတယ်ကလေးရောလူကြီးရောပေါ့နော်အဲ့တော့ပြီးရင်ဆိုရှယ်မီဒီယာပေါ်မှာခွင့်ပြုချက်မရှိဘဲနဲ့ဒါတင်ဆောင်မှုဒါတွေနဲ့ပတ်သက်ပြီးတော့သူတို့အကုန်လုံးတစ်ဆိုင်လုံးပေါ့ဗျာနော်တစ်ဆိုင်လုံးမှာရှိတဲ့ဝန်ထမ်းတွေရောအကုန်လုံးကိုရဲစခန်းခေါ်သွားပြီခေါ်သွားပြီအဲ့တော့ကျွန်တော်ကတော့တကူအာမပေးဘူးဒါပေမဲ့လူတစ်ဖက်သားကိုနာကျင်စေအောင်လုပ်မှုနော်ကိုထေးလိုက်ရောက်ကျိုးလုံမှုအကောင်မတွေကိုထိရောက်စွာရေးယူအကောင်တွေကိုထိရောက်စွာရေးယူနောက်နောက်မြေသူတူတူတယောက်မှမလုပ်ရဲအောင်နိုင်ငံတော်ကဒါတွေကိုထိရောက်စွာရေးယူရမယ် ကျွန်တော်တို့မြန်မာနိုင်ငံကဥပဒေမဲ့တဲ့နိုင်ငံမဟုတ်ဘူးဥပဒေမရှိတဲ့နိုင်ငံမဟုတ်ဘူးဥပဒေရှိတယ်နိုင်ငံတော်ရှိတယ်ဖွဲ့စည်းပုံရှိတယ်နော်ဥပဒေအကြောင်းအရာအများကြီးရှိတယ်ဒါတွေကိုသူတို့ကြော်လွန်ပြီးတော့ရဲစခန်းအောင်လဲတိုင်ထားတယ်ဗျာအဲရဲတဲ့လာခေါ်မှာပေါ့ဘာဖြစ်လို့ကိုဒီလဲရောက်အဲ့လိုမျိုးနှိပ်စက်တာလဲဘာလို့နှိပ်စက်တာလဲသူ့အဲ့လိုမျိုးကျွန်တော်ပါတစ်ချက်ရိုက်မယ်သူတို့ကျင်နဲ့လားသူတို့ကြိုက်မလားမကြိုက်ဘူးလေဗျာနော်သူများအသားကိုကိုအသားတော်ကိုနာမကြောက်တဲ့ဟာသူတို့လဲနာမကြောက်တာပေါ့ညခိုးတာခိုးတာတက်တက်ပဲလေခိုးတာခိုးတာတက်တက်ပဲနော် ော့စကားရှင်မှာဆိုလို့ဒုတိယပိုက်မှာဆက်လက်ပြီးညှော့ပေး